လောကမှာအောင်မြင်ကြော်ကြားတဲ့အောင်မြင်ကြတဲ့လူတွေထဲမှာကောင်းတဲ့အရေးချင်းတွေအများကြီးတဲ့ကတခုအတူညီတဲ့အရေးချင်းလေးတခုကိုအဲတတိထားမိတယ်ဒီလိုပဲကြာရှုံးတဲ့လူတွေပြီးသွားတဲ့အခါကျလို့ရှင်အစင်မပြေတဲ့လူတွေမှာလဲသူတို့တွေချီမှာရှိတဲ့ poor quality အားနေတဲ့အကျင့်တွေထဲမှာတူညီတဲ့အရာလေးတခုကို တွေ့ရှိမိတယ်ဒီမနေ့အကျမ်းစာကိုဖတ်ပြီးထောက်ရှုတဲ့ကြည့်တဲ့အခါမှာလူမြောက်များစွာနဲ့ပေါင်းတင်ဆက်ဆံခဲ့တယ်နော်ပတ်ဆံရှိတဲ့လူတွေကောဆင်းရဲတဲ့လူတွေကောအစဉ်ပြေးတဲ့လူတွေကောအစဉ်မပြေးတဲ့လူရောယဟန်တပါးအနေနဲ့ပေါင်းတင်ဆက်ဆံကြည့်တဲ့အခါမှာအောင်မြင်တဲ့လူနဲ့မအောင်မြင်တဲ့လူလိုပဲယူလေးပြောမယ်ဆိုရင်နှစ်ခုသူတို့ဘာတွာတွေ့လဲဆိုတော့အောင်မြင်ကြတဲ့လူတွေမှာကိုကိုကိုယုံကြည်မှုရှိပြီးကြာရှုံးတဲ့အခါတိုင်းမှာ ပြန်ထနိုင်တဲ့ quality ဒါကိုတွေ့ရပါတယ်လူသားတယောက်အနေနဲ့ချိန်တိုင်းမအောင်မြင်သလိုတစ်ချိန်တိုင်းလည်းမကြရှုံးမအောင်ဒါပေမဲ့လို့ကြရှုံးနေတဲ့အချိန်မှာကိုယ့်ကိုယ်ကိုယုံကြည်ခြင်းရှိပြီးပြန်ထလာနိုင်တဲ့ quality တွေကိုတော့အောင်မြင်တဲ့လူတွေမှာတွေ့ရှိရပြီးစိတ်တက်ကြနေတဲ့ပုံကိုယ်တွေကိုကြည့်တဲ့အခါမှာဟိုးလွန်ခဲ့သောနှစ်ပေါင်း20 30တုန်းကမအောင်မြင်မဖြစ်နိုင်တဲ့မလုံနိုင်ခဲ့တဲ့အရာတွေကိုပဲစိတ်မှဆွဲလန်းပြီး 哥哥，哥，咱不买嘞，看啥样嘞？样嘞嘛，谁在家里嘞？路这些嘛，都对呀啦，对些吧？可是你看哪？你看那些阿爸都，阿爸都他妈没说帮助。你看你今儿都都五十股，偏阿都看哪？用几钱差不？用几钱阿片？哎呀，阿龙股，今儿都胶片奶奶说的，检查嘞股，今儿都检查给啥批吧？他看龙阿嘞，牙齿都要搞，他看亏多少，多阿嘞？ တခင်ခွတ်တော်ရှိသွားပြီးတော့ကိုရောတဲ့တပည့်တော်ရဲ့အစီကံကြုံလေးတယောက်ကနေမကောင်းဘူးဖြစ်နေတယ်တော်တော်အသေးအံဖြစ်နေတယ်တပည့်တော်နားလဲသလောက်ဆိုရင်တော့တေဝနေပါရောက်နေပြီတဲ့ကိုရောသူ့ကိုကုသပေးပါလို့သွားတောင်းဆိုတယ်အဲ့သွားတောင်းဆိုတဲ့အခါကျတော့တခင်ခွတ်တော်ကမင်းနဲ့အတူတူငါလိုက်မယ်ဆိုပြီးအိမ်ယူလိုက်မယ်ဆိုပြီးတော့တခင်ခွတ်တော်ကပြောတဲ့အခါမှာ အဲ့ဒီအရာရှိဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့အစီကံကျွံအတွက်သခင်ခွတ်တော်ကိုဘာပြောလဲဆိုတဲ့အခါကျရင်ကိုရောတဲ့တပိတော်အိမ်ကိုလိုက်ဆရာမလိုဘူးတဲ့တပိတော်မှာတဲ့အစီကံနေရှိတယ်တဲ့တပိတော်ကဒီအရာကိုလှုပ်လိုက်ပါဆိုရင်အဲ့ဒီအစီကံကလှုပ်ရတယ်တဲ့မင်းလာခဲ့လို့ကျွန်တော်ခေါ်လိုက်လို့ရှိရင်အဲ့ဒီအစီကံကျွံကကျွန်တော်ရှိလာရတယ်တဲ့ ဒါကြောင့်မလို့တဲ့ကိုရောကစကလုံးလေးတစ်လုံးတဘာရမြသားလဲမင်းရဲ့အစီကံကကြမ်းမချင်းကောင်းပြီလို့ပြောလိုက်တာနဲ့ကိုတဲ့ကျွန်တော်အိမ်ကိုလူကိုယ်တိုင်လာစရာမလိုဘူးကိုရောတဲ့ကျွန်တော်အစီကံကျွန်းနေကောင်းသွားမှာပါလို့ရာရှိကသခင်ခွတ်တော်ကိုပြန်ပြောခဲ့တဲ့အကြောင်းအရာလေးကိုနှုတ်ကပတ်တော်မှာကျွန်တော်တို့မှတ်တမ်းတင်ထားတယ်ဝိမျှကျင်တဲ့အချက်ကလေးကဒီနေ့သခင်ခွတ်တော်ဂျယ်ရီကိုကနေပြီးဂျေရုဆလင်ကိုသွားတဲ့အချိန်မှာဂျယ်ရီကိုမြို့မှာ မြို့ကနေအထွက်မှာဗာတီမီဦးဆိုတဲ့မျက်မျက်မြင်တယောက်မွေးလာကာသာရဲ့နေမျက်မျက်မြင်တယောက်ကိုတွေ့ကြုံပြီးကုသပေးတဲ့အကြောင်းလေးဖြစ်ပါဒီလိုကုသခြင်းခံရတဲ့ဗာတူမီဦးကလွယ်လွယ်ကူကူတော့ရခဲ့တာမဟုတ်ပါဘူးသူကမျက်လုံးမမြင်တဲ့အတွက်သခင်ခွတ်တော်ဗမာရှိနေမှန်းသူမသိဘူးဒါပေမဲ့လို့သူကြားရဒုတိယတစ်ချက်အနေနဲ့ကတော့ तू ओ रे सन ऑफ डेविड दावे इतारो यीशु ကျွန်တော်ကို ကုသပါကဲတင်ပါလို့ तू អော်တဲ့အခါမှာလူတွေကသူ့ကိုတားကြပါတယ်မអော်နဲ့နာညည်းတယ်ဒါပေမဲ့လို့လူတွေကသူ့ကိုမអော်နဲ့လို့ပြောလေလေ तू ကဓာတ်แทပိုပြီးကျေလောင်စွာနဲ့អော်တယ်တဲ့ဒါသူ့မှာအထက်ထဲမှာရှိနေတဲ့သူ့ရဲ့ confidence quality ပဲဖြစ်ပါတယ်သူများရိုင်ထိုးလို့ तू မလဲသွားပါဘူး तू လိုချင်တဲ့ပန်းနိုင်ကို အပြည့်အဝတည်နေတယ်။သူရမယ်အခွင့်အရာကလည်းဒီတစ်ချိန်မဲရှိတယ်ဆိုတာကိုသခင်ခရစ်တော်နဲ့တွေ့ရတဲ့အချိန်မှာ तू တည်တယ်။အဲ့ဒီအချိန်မှာ तू ဓာတ်ထက်ပို့ပြီးကျေလောင်စွာအော်တဲ့အခါမှာတဲ့သခင်ခရစ်တော်ကသူ့ရဲ့ကျေလောင်စွာအဟစ်တန်ကိုကြားပြီးဗာတေမေယုကိုလာခိုင်းတဲ့အခါမှာသခင်ခရစ်တော်ပြောခဲ့တဲ့စကားလေးတစ်လုံးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်မင်းရဲ့ယုံကြည်ခြင်းကမင်းကိုကုသပါလေလို့ပြောပါတယ်။ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ ကျွန်တော်တို့ရဲ့ဘဝတက်တာမှာဖျားပေးထားတဲ့ကျေးဇူးတော်တွေဟာအားလုံးအတူတူပါပဲဖျားပေးတဲ့ဒုက္ခဆိုတာလေအားလုံးအတူတူပါပဲဒါကြောင့်မို့ပမာစကားမှာပြောလို့ရှိပါတယ်ကိုအိုးနဲ့ကိုဆံပါပဲဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ဘဝတက်တာမှာကိုအိုးကပဲကြီးပြီးသူများအိုးကသေးနေတယ်လို့ထင်တဲ့ပုံကောနဲ့ကိုအိုးကတော့သေးတယ်သူများအိုးကကြီးတယ်လို့ထင်တာနဲ့ကိုယ့်ရဲ့ confidence ယုံကြည်ခြင်းကိုကျွန်တော်တို့ဒီနေ့ပြန်လည်သုံးသပ်ပြီးကျွန်တော်တို့တွေဖျားသခင်ပေါ်မှာယုံကြည်ခြင်းနဲ့ ตา၍တိုးဝင်တော်အရာတိုင်း၌ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုဗာတင်မေကဲ့သို့အတူတကွရှာဖွေရအောင်ဒီမှာရှိတဲ့ဗာဒီဓမ္မမိတ်ဆွေနဲ့အားလုံးကိုဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးပြုမတည့်ရဲ့စုပန်ကြရအောင်